မမြင်ဘူးမကြားဘူးတဲ့ရှစ်ခေအလုတ်ကင်မြန်နံပါတ်၁အနေနဲ့ကတော့အရသာမြည်ဆန်းပေးရတဲ့အလုတ်ဖြစ်ပါတယ်ဒီအလုတ်ကတော့အစားအစာတွေကိုအရသာကောင်းမကောင်းဆန်းပေးရတာဒီနေ့ခေတ်လိုမျိုးဆိုရင်တော့ဒီအလုတ်ကတော်တော်လေးအဆင်ပြေတဲ့အလုတ်လို့ပြောလို့ရပါတယ်ဒါပေမဲ့အရင်ခေတ်ဘရင်တွေမှာဒါမျိုးလုပ်ရမယ်ဆိုရင်တော့နေ့တိုင်းဖျားတနေရမှာပါအကြောင်းကတော့အဲ့ဒီခေတ်မှာဘရင်တွေကို အစိမ့်ခတ်တာကတော်တော်လေးခက်စားနေလိမ့်ဝဲဖြစ်ပါတယ်ဘရင်စားသမျှအစားအစာတိုင်းကိုနည်းနည်းစီမြည်ဆန်းပေးရမှာဖြစ်ပြီးတော့အစိမ့်ရှိမရှိကိုစမ်းသပ်ပေးရမှာပါ အဲဘဇက်ကနေအမြုပ်ထွက်မလာဘူးဆိုတော့မှဘယင်ကဆက်စားမှာဖြစ်ပါတယ်။ကြည့်တော့ဒါဘယင်တက်အရင်စားရတယ်ဆိုပေမဲ့နေ့တိုင်းအသက်နဲ့ရင်းနေရတဲ့အလုပ်မျိုးပါ။ဒီကြားတဲ့ဘယင်ကမှပြည်သူချင်ပတ်ဖြစ်နေမယ်ဆိုရင်တော့လာစားမရခင်ပါတင်ဘဝကူးသွားဖို့များပါတယ်။နံပါတ်နေ့နေနေ့ကတော့ချက်ထိုးရတဲ့အလုပ်ပါ။အရင်ကတုန်းကဘယင်နေဆိုတာချက်ကစားရင်တော့သူများနဲ့မတူအောင်ကစားလေးရှိပါတယ်။ချက်ရုပ်တရေနေရာမှာတကယ်လူတွေကိုအစားထိုးပြီးစော့ကြတာ။အဲဒီလိုဘရင်ချက်ထိုးဖို့အတွက်လည်းတိတက်အလုသမားတွေထားရှိပေးတာပါပဲ။ ဒီလိုလုပ်ချင်နေဆိုရင်တော့အ ਨੇ ဆုံးချက်တော့ထိုးတတ်ဖို့လိုအပ်ပါတယ်။အဲအဲ့ဒီလိုမှမဟုတ်ဘဲနဲ့အကွက်တွေမှားရှိမိမယ်ဆိုရင်တော့နေထိုင်ရင်ကုမျက်တာကိုခံရမှာပါ။ဒါပေမဲ့ဒီလောက်ကဘရင်ချက်ထိုးတဲ့အချိန်တော့ပဲလုပ်ရတာဖြစ်လို့နည်းနည်းလေးတတ်တာတယ်လို့ပြောလို့ရပါတယ်။ဒါပေမဲ့ကံမကောင်းမဲနဲ့ဘရင်ကချက်ဝန္ဒနာရှင်ဖြစ်နေမယ်ဆိုရင်တော့စိတ်မကောင်းဘူးလို့ပဲပြောကြတယ်။နံပါတ်3နေနေကတော့မျော့ဖန်းတဲ့အလုပ်ပါ။ ဆေးပညာနဲ့မတိုးတက်ခင်တော့ကဆိုရင်လူတွေကခနာကိုယ်တွေကသွေးတွေကိုဆုတ်ထုတ်လိုက်တာနဲ့ယောဂါတွေပျောက်ကျင်းသွားစေတယ်လို့ယုံကြည်ကြပါတယ်။ဒါကြောင့်မလို့လူတွေကိုသွေးဆုတ်တတ်တဲ့ဒီမျှော့ဆိုတဲ့အကောင်လေးတွေကအဲ့ဒီချိန်မှာရွှေလိုတန်ဖိုးကြီးခဲ့ပါတယ်။အဲ့ဒီကနေအခြေခံလူဒန်းစားအများစုအတွက်မျှော့ဖန်းတဲ့အလုပ်တစ်ခုထွက်ပေါ်လာခဲ့ပါတယ်။အမျှော့ဖန်းတဲ့ဆိုတာကလည်းထင်သလောက်တော့မလွယ်ပဲနဲ့ငါးဖန်းတယ်လို့ဆေးရှိရှိနဲ့ဆောင်းရတာမျိုးပါ။ငါးဖန်းတာနဲ့မတူတာကတော့ဘွားအိမ်လေးကိုကိုယ်တိုင်ဆင်းပြီးဖန်းရတာဖြစ်ပါတယ်။ ခနာကိုကိုမြောင်လေးအတွေ့ခံပြီးတော့မှပြန်ခွာပြီးရောင်းစားကြရတာကြားတာအော်ဂလီဆန်စီယာကြီးဆိုပေမဲ့အဲ့ဒီခက်တုန်းကဆိုရင်တော့ရွှေရှာနေရတဲ့လူကိုတန်ဖိုးရှိပါတယ်ဒါကြောင့်ရင်ခက်ကလူတွေကမြော့တွင်ကန်ကောင်းနေလို့ယူဆကြတယ်နောက်ဆုံးအနေနဲ့ကတော့အငါနှုတ်ပေးတဲ့အလုပ်ပါဒီနေ့ကလို့နှိုးဆက်နိုင်ဒီမပေါ်ခင်တော့ကလူတွေဘလို့များထားကြတယ်လဲဆိုပြီးမေးစရာရှိပါတယ်။အဲ့ချက်ဆိုတဲ့အမျိုးကလည်းခလုတ်တိုင်အောင်ထထုံနေတာဖြစ်လို့တိတ်ယုံပြီးအားကိုးလို့မရပါဘူး။ အဲ့ဒီတော့အဖြေကတော့ human alarm လို့ခေါ်တဲ့အငှားလိုက်နှိုးပေးတဲ့သူတွေပဲဖြစ်ပါတယ်။ဒီလူတွေကလူချင်းမနှိုးခိုင်းတဲ့အချိန်ရောက်တာနဲ့အောက်ကနေဒုံနဲ့တကားလာခေါက်မှာပါ။ဒုံနဲ့ခေါက်လို့မှမနှိုးရင်တော့ခဲနဲ့ပါထုပြီးနှိုးပေးဦးမှာဖြစ်ပါတယ်။အခုခေတ်လို့အလန်းပိတ်ပြီးပြန်အိပ်မယ်လို့လို့လည်းမရပါဘူး။အောက်ကနေမနှိုးမချင်းခေါက်နေမှာပါ။အဲ့ပိတ်ပြီးပြန်အိပ်ချင်တဲ့ပါဆိုရင်တော့အောက်ကလူကိုထွက်ဆဲမှာပဲရမှာ။ ဒီလောက်ကနိုးစက်နိုင်ဒီမပေါ်ခင်တော့ငါဆိုရင်တော့တော်တော်လေးခက်စားခဲ့တဲ့အလုပ်ဖြစ်ပါတယ်။ဒီလိုလူတွေကိုဘသူတွေက ပြန်နှိုးပေးတယ်လဲဆိုရင်တော့ညာဘက်ကင်းဆောင်တဲ့သူတွေပဲပြန်နှိုးပေးကြတယ်လို့သိရပါတယ်။အဆုံးထိကြည့်ပြီးရတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်။